ပထမအနေနဲ့ကတော့ကျွန်တော်ဒီအာအာဒီဒလူထုပေါ့နော်ကျွန်တော်ကိုတာဝန်ပေးတယ်တမိုင်းကလည်းတာဝန်ပေးတယ်ဆိုတာကျွန်တော်ဒီငါးနှစ်ဒီဒေါ်လာရမှာဆိုတော့တာဝန်ထောက်ဆောင်ပေးရခဲ့တယ်အဲ့ဒီချိန်မှာကျွန်တော်ဒီ NUG ကလို့ဖို့ကိုင်ဖက်နေရောဒီဒေါ်လာအဲရပ်ပေါ်ရဖက်ရအကိုလို့ကိုကျွန်တော်ကြိုးတင်ပါတယ်ပေါ့နော်အာခုကတော့ဘလို့ပဲဖြစ်ဖြစ်အာကျွန်တော်မှာ ဒီ new initiative တွားဖို့လိုအပ်လာတယ်အာ B2 platform ပေါ့နာမည်နဲ့ခေါ်တာ B2 platform လို့ကျွန်တော်ခေါ်ထားတယ်အခုက B2 လူထုက platform ရှိပဲနဲ့ဒီ type code လိုက်ကဆက်တွားဖို့ရခက်တယ်လို့ထင်တယ်ဒါကြောင့်မလို့တပိုက်ကတော့ကျွန်တော် energy reform လဲအရေးကြီးလာတယ်ဒီကျွန်တော်အာဒါ wisdom တွေအားလုံးကိုလည်းကြီးကြီးလေးလေးပြဖွဲ့ဖို့လိုလာတယ်အဲ့မှာ August လကရကနေပြီးမှကျွန်တော်တို့ဒီ reform ကအဲ အလူကြီးတွေပေါ့နော်ကျွန်တော်တမတာကြီးရောအမ် CRP ကျုကထားရောကျွန်တော်ချိုးရောအဲကျွန်တော်တွေ့မှတို့လို့လည်းပြောခဲ့ပြီဒီကျွန်တော်ရဲ့ဝိသ္ထာနာဟာလည်းဒီရှိမှမဟုတ်တော့ဘူးဆိုတာလည်းကျွန်တော်ကတယူ information ပေးလိုက်တာပေါ့နော်အဲဒါပြီးမှကျွန်တော်ဟာလည်းဒါလည်းဟိုတစ်ချိန်တည်းမှာပြီပေါ့ကျွန်တော်ကဒီ initiative ကိုလည်းတွားဖို့လုပ်တဲ့အခါကျတော့ကျွန်တော် NUG မှာဆက်လက်နေမယ်ဆိုရင်အခုန initiative ဒီဟာလည်းကျွန်တော်ဟာလုံးလုံးမရတဲ့ အပိုက်လည်းအများကြီးရှိတယ်။ဆိုတော့ခုဆိုရင်အမေရိကပြည်ထောင်စုမှာကျွန်တော် initiative တို့ခုကိုကျွန်တော်ကတစ်ချိန်ထက်မှစလိုက်တယ်။အဲ့ဒီ initiative ကတော့ local governance ပေါ့အဓိကတော့ဒီလွတ်မြောက်နယ်မြေမှာ local governance အကောင်မှကျွန်တော်တို့လည်းအစီအပြီမှာဖြစ်တယ်။ဆိုတော့ကျွန်တော်အဲ့ဒီ local governance capacity building အတွက်ကိုကျွန်တော်ကအဲအဲ governance entity တခုဖွင့်ထားတယ်အဲ့ဒါနော် 501c3 နဲ့ပေါ့နော်အမေရိကန်မှာ ဒုတိယကတော့ lobby နဲ့ advocacy ပေါ့အဲ့ဒါဟာလည်းရရှိတဲ့ initiative ဖြစ်တယ်အဲ့ဒါအတွက်ကိုတော့5 over c4 နဲ့ကျွန်တော်မှတ်ပုံတည်ထားတယ်နောက်ပတ်တုတ်ကတော့ဒီကျွန်တော်တို့ finance နဲ့ business ပေါ့အဲ့ဒါအတွက်ကိုလည်းကျွန်တော်မှတ်ပုံတည်ထားတယ်ဒါဟာလည်းကောင်းတာကတော့ America ဆိုရက regulate လုပ်မဲ့အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ဥမာ NUG နေနဲ့ဆိုပြီးတော့ UV နဲ့ဒီမှာဟိုဘာကောက်တော့ဖွင့်လို့မရဘူးဥမာဒေါ်လာရေး ဟိုအအဖွဲ့အစည်းတွေနဲ့ဆိုရင်လည်းအမေရိကပြည်ထောင်စုတို့မှာအခုနလောတယူဝီနဲ့ဘန်ကောက်တွေဖွင့်ပြီးမှာတယူဝီနဲ့အဖွဲ့အစည်းတွေ legal entity တွေထောက်ဖို့ဆိုတာကတော့ဥပဒေနဲ့အမြန်အခက်ခက်ရှိတာပေါ့အဒီဒီဥစားတွေဟာလည်းကျွန်တော်အာ NUG အတွက်တော်လကောင်းကျွန်တော်တို့ဒီ CRPC အတွက်တော်လကောင်းကျွန်တော်တို့ဒီ dollar ရေးအဖွဲ့အစည်းအလုပ်ပေါ့နော်ဒီ dollar ရဲ့အစိုးရအတွက်တော်လကောင်းအကုန်လုံးအတွက်တာတော့ကျွန်တော် ဟို complementary ဖြစ်ပြီးမှာတကယ့်ကောကဒီ energy ကိုလည်းတစ်ဖက်တလားအချုပ်ပြပြုမှာပေါ့နော်ဒီဒေါ်လာရစုပြကိုလို့ကိုလည်း complementary ပြဖြစ်တဲ့အနေနဲ့ကျွန်တော်ပလာတေချာဆွဲပြီးမှာဟို strategically နဲ့တော့ကိုကျွန်တော်လုံထတာဖြစ်ပါလားရှိစပြောလုံးမဲ့အလုပ်တွေကလည်းဒီ NUG တို့ CR page တို့အပေါ်မှာလည်းအကျိုးကျေးဇူးရှိစေလိမ့်မယ် complementary ဖြစ်စေလိမ့်မယ်ဆိုပြီးတော့ပြောတယ်ဒေါက်တာဆန်စာလည်းဒီ အဲ့ဒီ NUG တို့ CIA page တို့ကြားမှာ share ဆက်ပြီးတော့ဟိုဆက်ဆံရေးဆက်ရှိနေမယ်ဆိုတဲ့သဘောလားဒါတော့ကျွန်တို့ကတော်လှန်ရေးရက်ပေါ်ရက်ဖက်တဲ့အကိုလိုဖြစ်တဲ့အခါကျတော့ကျွန်တို့ဟာအတူတကွာအမြင်ရဆိုလိုလုံနေဖို့လိုတယ် complementary ဖြစ်နေဖို့လိုတယ် conflict မဖြစ်ဖို့အရေးကြီးတယ်ဆိုတော့ဒါကတော့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ကျွန်တို့ခုအရအလိုအဆိုးအရာကပါလဲဆိုတော့ resource ဖြစ်တယ်အခုကဥမာ ရပုံငွေရတယ်ရပုံငွေရတဲ့အခါမှာပဲစစ်တိုက်တယ်ဆိုတာတော့မဖြစ်တော့ဘူးပေါ့နော်ကျွန်တော်ကဒီ financial freedom ကိုရဖို့အတွက်ရည်ကြည်တယ် resource လို့ပြောတဲ့အခါမှာ finance resource လို့တယ်လက်နေ resource လို့တယ်ဆိုတော့အဲ့ဒီဥစ္စာကိုကျွန်တော်ကကြည့်တဲ့အခါမှာအခုနအမေရိကမှာကျွန်တော်တို့ဖွဲ့ထားတဲ့ legal entity မရှိဘဲနဲ့ resource ရဖို့ဆိုတာအမလွယ်တော့ဘူးနိုင်ငံတကာကူညီရဖို့ဆိုရင်ကျွန်တော် legal နေတွားဖို့ကိုလိုတယ်ဒါကြောင့်မလို့အခုကကျွန်တော်တို့အဲ့ဒီဖွဲ့စည်းတုပ်ခုကိုကျွန်တော်ကဖွဲ့ထားတာဖြစ်တယ် အဲ့ဒီဖွဲ့စည်းတုပ်ခုဟာလည်းတကယ်တော့ဆိုရင်တော့ lobby ဖွဲ့စည်းရယ် advocacy ဖွဲ့စည်းရယ် finance business ဖွဲ့စည်းရယ် governance capacity building ဖွဲ့စည်းရယ်ပေါ့ခုက P2D ဟာလည်းပြောမယ်ဆိုရင်တော့ခုလိုအာဒေါ်လာ9နှစ်ရှိပြီအဲ့ဒီ9နှစ်အတွင်းမှာသူတို့ဟာလည်းပိတ်တန်တဲ့ပြပိတ်ပြီเนาะဒါဒါဆိုရင်တော့ခုကနိုင်ငံတကာဖက်မှာကျွန်တော်တို့ဟာအကူအညီတွေရနိုင်ဖို့တရားဝင်ကူညီရနိုင်ဖို့ကတော့အဲလက်ချောက်ပဲရှိတယ် ဒါကြောင့်မလို့အဲ့ဒါကတော့ဒီဒေါ်လာရေးအဖွဲ့အစည်းအားလုံးကအဲနောက်ဆုံးအကျိုးပြုမှာဖြစ်တာပေါ့နော်အဲဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အဲဒီစိတ်သွားမဲ့ခေမှာဆိုတော့ resource ရရှိကနာပါတစ်ဖြစ်တယ် resource မရရှိတဲ့နေကတော့ဒေါ်လာစိတ်သွားဖို့တော့အရေးခံတယ်အဲ့တော့ဒေါ်တော်ဆော့ဆော့အခုဒီအဖွဲ့အစည်းပုံမှုနဲ့အတူရှေ့ဆက်သွားမဲ့ခီးစဉ်အောင်ဒီချင်းအဲဒီပါ ဟိုအာယုံဆိုင်တာဒါမှမဟုတ်လေမြန်မာနိုင်ငံတခုလုံးကိုဟိုခြုံနှွမ်းတယ်လို့ပြောနိုင်တာနောက်ပတ်ရတော့ကျွန်တော်လွတ်မြောက်နိုင်ပြီပေါ့ဥမာချင်းအပါဝေရခိုင်အပါဝေဥမာစကိုင်းဥမာကချ်ဂရင်းအခရီနီကချင်းဒီလွတ်မြောက်နိုင်ပြီဒီကိုကျွန်တော်အကောက်လို့ဖုတ်လို့လာတယ်လွတ်မြောက်နိုင်ပြီအကောက်ရေးကတော့အဲ့ဒီလွတ်မြောက်နိုင်ပြီမှာရှိတယ်ဥမာ local governance the capacity ကအင်မတန်မှကြီးလာတယ်ဥမာ service delivery ဈာမိုင်းဘယ်လိုပေးမလဲပညာရေးဘယ်လိုပေးမလဲ နော်လူတဆန္နာဘလို့ပေးမလဲအဲ့ဒီ basic service delivery လို့နိုင်ဖို့က capacity လို့ရတယ်။ဆိုတဲ့အခါကျတော့ကျွန်တော်ဒီလွတ်မြောက်နေမှာဥမာပေါ့ကျွန်တော်ကြည့်နေတာကချီပင်းနယ်နဲ့ရခိုင်ပင်းနယ်နဲ့ဥမာစကိုင်းတို့မှာဆိုရင်အိန္ဒိယရူပီစ်ကိုဘာဖြစ်လို့တိုးလို့မရတာလဲ။ဘာဖြစ်လို့အိန္ဒိယရူပီစ်ကိုမတိုးရမှာဘာဖြစ်လို့ဒီမြန်မာကက်စ်ကိုပဲတိုးနေရတာလဲ။ဒါနာပတိစစ်ဆန်ဖို့လို့ရတယ်။ထုံနေတူပဲကျွန်တော်ဒီအဲထိုင်းနယ်မြန်မာနယ်စမှာ ကရင်နဲ့ကရင်နီဆိုရင်လည်းကျွန်တော်တို့ type bang ကိုဘယ်လိုတုံးမလဲမြန်မာချက်ကိုမတိုးတော့ဘဲနဲ့ပေါ့ဒါ final system ကိုလည်းကျွန်တော်တိဆောက်ရပါမယ်အဲ့ဒါအင်တာမှယူကြည့်တယ်ဒါဒီကိုလုံးနိုင်ဖို့ကအမေရိကန်တို့လိုနိုင်ငံမျိုးမှာ finance entity ကိုမထောင်ဘဲနဲ့ကိုအဲ့ဒါဒီကိုကတွားလို့ဖို့အရာခံတယ်နောက်ပါနဲ့ဥမာဆိုတော့ကချစ်ပင်တို့မှာလွှမ်းမြောက်နိုင်မယ်ဒီရှိလာပြီအဲ့ဒီမှာကျွန်တော်တို့ကဘလုံနဲ့ EDR ဖက်က electricity ရခိုင်ပြည်နယ်မှာအိန္ဒိယဖက်က electricity တို့ energy တို့ကိုကျွန်တော်ဘယ်လိုတွေ့နိုင်မလဲ။ဥပမာမြန်မာပြည်မှာရှိပေါ့။မိငောင်လှိုင်ကဘုံမချဲတဲ့နယ်မြေတစ်ခုကိုကြည့်မယ်ဆိုတော့ဝါပီပြတ်ဖြစ်တယ်။ဝါပီကဘာဖြစ်လို့မိငောင်လှိုင်ကဘုံမချဲတယ်လဲဆိုတာကိုကျွန်တော်မေးခွန်းထုတ်ဖို့လိုတယ်။ဘုံမချဲတဲ့အကြောင်းတစ်ခုရှိတာကတော့ဝါပီဒီတရုတ်ကာရစကိုတို့တယ်။ဝါပီဒီတရုတ်ရဲ့အာ electricity ကိုတို့တယ်။တရုတ်ရဲ့ telecom ကိုတို့တယ်။အဲ့ဒီတို့ခုကိုပဲကျွန်တော်က လူတိုက်နားလည်းဖို့ကအရေးကြီးတယ်ထုံနေတူပဲကျွန်တော်ဟာလွတ်မြောက်နေမိဒီမှာကျွန်တော်တို့အနေနဲ့ဥမာအီဒီယန်နဲ့စားမှရှိနေတဲ့ပြည်နယ်တွေမှာဆိုရင်ချင်းကြခိုင်နဲ့စကိုင်းတို့ပေါ့ဘူးပေါ့ဒါပေမဲ့ electricity အီဒီယန်ဘက်ကကျွန်တော်မတွေ့နိုင်ရမှာလဲနော် telecom telephone telephone ကျွန်တော်အမှတုံးနိုင်ပြီဆိုရင်ကျွန်တော်က mobile phone ဘက်ကရပြီပေါ့နော်ဘက်ကစနစ်ရပြီဒါတွေအားလုံးကိုကျွန်တော်ကလက်တွေ့နဲ့စစ်ဆေးလို့လာတယ်အဲ့ဒါမရှိဘဲနဲ့ဘလို့နဲ့မှကျွန်တော် service delivery နဲ့ပေါ့အရာခံတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီးမှာကျွန်တော်ကဒီမှာ legal entity တုတ်ခုရှိပြီဆိုတော့အမေရိကစိုးရကားလက်တာကိုသယ်ယူမှပူတည်ပေးပြီးဒီရှိမှာကျွန်တော်ဌာနချုပ်ထားတယ်အခုကကိုလာပြတက်ကတူနဲ့ကျွန်တော်စကားပြောတယ်ကိုလာပြတက်ကတူနယူးယောက်မှာရှိတဲ့ကိုလာပြတက်ကတူပါမောက်ခိုင်းနဲ့ကျွန်တော်ဆွေးနွေးတဲ့အခါမှာသူတို့မှာဒီ local governance structure ဒီ local governance capacity building ဒီကိုသူတို့ကလုံနိုင်စွရှိတဲ့ resource တွေအများကြီးရှိတယ် ဒါဆိုရင်တော့တူတုတ်လူကိုကျွန်တော်က partnership agreement ထုတ်ပြီးမှဘာဖြစ်လို့လွတ်မြောက်နိုင်မေးဒီမှာအကောက်အောင်မလုပ်ရမှာလဲဟုတ်ပြီ Ming online အုတ်ချုပ်တဲ့မြို့တွေရှိတော့ဒေါ်လာကြီးတွေအုတ်ချုပ်တဲ့မြို့တွေရှိတယ်ဆိုတော့ဒေါ်လာကြီးအဖွဲ့အစည်းတွေအုတ်ချုပ်တဲ့မြို့တွေနဲ့ဒီစစ်ကောင်စီအုတ်ချုပ်တဲ့မြို့တွေကကွာဟာချက်ကပေါ်လာဖို့လိုလာပြီအဲ့ဒီနှစ်ခုကမတက်လာဘဲနဲ့နိုင်ငံတကာမှာကျွန်တော်ဟာနော်ဒီဒေါ်လာကြီးရဲ့ဟိုအခုနကျွန်တော်အောင်မြင်မှုတွေကိုဘယ်လိုပြမလဲ အဲ့ဒါမပြနိုင်ဘူးဆိုရင်လည်းနိုင်ငံတကာအကူအညီရဖို့ဆိုတော့အရခက်တယ်ပြီးမှတစ်ဖက်ကအဲ့ဒီ local governance တွေက capacity မရှိဘူးဆိုရင် accountability နဲ့ transparency ပေါ့ဖွင့်မိတာမှုတော့အခုနော် accountability တို့ကမရှိဘူးဆိုတော့ဘယ်နိုင်ငံတကာအစိုးရမှကျွန်တော်ကူညီမှာမဟုတ်ဘူးဒါကြောင့်မလို့အခုနောက်ကျွန်တော်ပြောတဲ့ entity လို့ပြောမလားဒီအဖွဲ့အစည်းတုပ်ခုကိုကဒါလေကလို့ပေါ့လာမကြီးလို့ပေါ့ကျွန်တော်ကအဲ့လိုနားလဲဆိုချင်တယ်အဲ့ဒါကိုကျွန်တော်နိုင်ငံတကာနဲ့အဲ့ဒီ လွှဲမြောက်နေမိဒီအကြမ်းမှာကျွန်တော်တို့ဟာချစ်ဆက်ပေးရမယ် bridge လို့ဖြစ်ရလေဖြစ်လာရမှာအဲအဲ့လိုကျွန်တော်သွားမှာပေါ့နော်အဲ့လိုမသွားပင်းနေတော့လွှဲမြောက်နေမိအားကောင်းရဆိုတာမဖြစ်နိုင်ဘူးပေါ့ခုနကဒေါက်တာဆော်ဆော်ပြောသလိုပေါ့လေကိုကတော့ American ပြည်တော်စုထဲမှာရှိတဲ့ပညာရှင်တွေခုနဥပမာဒီ Columbia တက္ကသိုလ်ကဗမောက်ခိုင်းတဲ့ဆွေးနွေးပကက်သူပေါ့လေဒေါက်တာဆော်ဆော်ကူရည်မှန်းထားတဲ့ဟိုမျှော်မြင်ထားတဲ့အခုကြံစတိုးပန်းနေတဲ့ဟာတွေကိုတော်လရင်အင်အားစုတွေကြားထဲမှာရောချပြဆွေးနွေးတာတွေသူတို့ရဲ့သဘောထားအမြင်တွေရယူတာတွေ ူပေါင်းဆောင်ရွက်မှုတွေဘယ်လိုရှိမလဲဆိုတာတွေကိုဆွေးနွေးခဲ့ပြီးပြီလားတိုင်ပင်ထားပြီးပြီလားအဓိကတော့ကျွန်တော်ဒီဥစ္စာဟာလဲဒီဒီနေ့မှဒါချက်ချစ်ကြလာတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီအဲဒေါ်လာရေးမှာကျွန်တော်ကုတိုင်လဲငါးနှစ်ဖြတ်တလာခဲ့တာအဲ့တခြားလုံးမှာလဲကျွန်တော်တတ်နိုင်တဲ့ဖက်ကနေပြီးမှဒေါ်လာရေးပေါ်ရေးဖက်အဖွဲ့စီတော်တော်များများနဲ့လဲကျွန်တော်စကားပြောခဲ့တဲ့တွေးခဲ့တဲ့ ပြီးမှအဲ့မှာ research တွေလည်းကျွန်တော်ဒီအခုနကျွန်တော်ပြောတဲ့ကိုလာမြတ်တက္ကသိုလ်ဖြတ်ကားတော်လကောက်တခြားတက္ကသိုလ်တွေဖြတ်ကားနေလဲကျွန်တော်ဟာဒီ voice study ရှိမှရှိတဲ့ um policy institution တွေပေါ့သူတို့နဲ့လည်းကျွန်တော် dot dot ကိုချိဆက်ခံတယ်ဆိုတော့ဒါဟာလွယ်ခဲ့တဲ့9နှစ်ရဲ့အတွေ့အကြုံအရာအဒီလို strategy မရှိပြန်နဲ့ဒီလို plan မရှိပြန်နဲ့ဒီလို vision မရှိပြန်နဲ့ဒေါ်လာရဆက်သွားလို့မရတော့ဘူးဆိုတာဟာတော့ဟိုအမှအမှကန်ဖြစ်လာတယ် အခုနိုင်ငံတကာလည်းတောင်းဆိုနေတာကအဲ့ဒါပါပဲခင်ဗျားတို့မှာဘာ plan ရှိသလဲခင်ဗျားတို့မှာဘာ strategy ရှိသလဲနော်စီကောက်စီရဲ့ strategy ကတော့ဖြစ်တယ်ဟုတ်ပြီဒါဆိုရင်တော့ခင်ဗျားတို့ရဲ့ strategy ကပါလဲဆိုတာနိုင်ငံတကာကတောင်းဆိုတာကြပြီဆိုတော့ခုကအဲ့ဒီ strategy ကထွက်လာပြီအဲ့ဒီ plan ကထွက်လာပြီဆိုတော့ခုနိုင်ငံတကာမှာဆိုရင်ကျွန်တော်တို့ချိဆက်တဲ့အတိုင်းမှာကျွန်တော်ဒီမှာ senator တွေ congressman တွေ state department တွေအဖွဲ့အစည်းတွေကိုလို့ကျွန်တော်တွေ့တဲ့အခါမှာလဲ เนาะဒါသူတို့ကိုခြားပြတဲ့အခါမှာဒါကတော့သူတို့မှာเนาะဟုတ်ပြီဒါဘာဖြစ်လို့လိုခဲ့တဲ့၅နှစ်မှမပေါ်နိုင်တာလဲပေါ့ဒါမိခိုးလဲသူတို့ကျွန်တော်မိတ်မိတ်လဲဆိုတော့ခုကဘာပဲဖြစ်ဖြစ်ဟို plan တစ်ခုထွက်လာပြီသူတို့မှာเนาะ strategy ရှိလာပြီအဲ alternative plan ထွက်လာပြီအဲ့ဒါကတစ်ဖက်ကပြောမယ်ဆိုရင်တော့ဟိုဒေါ်လာကြီးရဲ့ပေါ်ရဲ့ဖက်ရည်အနေနဲ့လဲသူတို့မှာ plan ရှိတယ်ဆိုရင်တော့သူတို့ plan ကိုလည်းပြည်သူလူထုကိုချပြဆင်ချင်တယ် ဥမာ you know ဘာဘာအဖွဲ့စီပဲဖြစ်ဖြစ်ပေါ့ဒါဆိုရင်တော့ကျွန်တော်တို့ထက်ကောင်းတဲ့ပလန်သူတို့မှာစီကျွန်တော်ကသူတို့ကို live positive ဖြစ်နေနော် CNI တိုင်းရေးကိုတကယ်ဖြစ်စေနိုင်မျိုးဥစ္စာရှိသလား CNI တိုင်းရေးဆိုတာကတော့ပြောရလွယ်ပေမဲ့လည်း CNI တိုင်းရေးထက်မှာအရေးကြီးဆုံးကတော့ resource ပဲ resource မရှိဘဲနဲ့ဘာစီမနိုင်တဲ့လို့ရမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ကတော့ roadmap ကတော့တိတ်ချပါတယ် resource ရရှိရေးကနံပါတ်1နံပါတ်2တာပေါင်းစုဖြစ်ပေါ်လာရင် နဘာတော့စင်နိုင်တည်းရဲ့နဘာလေနော်ဖွဲ့စည်းပုံတည်ဆွေးရင်ရွေးကောက်ပွဲပြမြောက်နဘာငါနော်ခုနလိုဖက်ဒနန်ကတော့တိဆောက်ရဲ့အဲ့ဒါလဲကျွန်တော်ကတော့ propose လုပ်ချင်တာမြန်မာနိုင်ငံကိုလည်းဒီတိုင်းပဲနော်စီအနာစီဒီနာမည်မျှလာတဲ့နာမည်နဲ့မတွားတော့ဘဲနဲ့ဟိုတော့လည်းတခါကျွန်တော်ပြောပြပြီပေါ့နော် United State of Myanmar လို့ခေါ်လိုက်ပါဘယ်လိုမကောက်ရမှာလဲ USM ပေါ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကအခုနငါချက်ပေါ့ resource ရရှိကနေပါတဲ့ နဘာနေကတပ်ပေါ်ဆူစီကူစီရမယ်ဘာမစ်နေတော့ပူစားလို့မျိုးပေါ့အဲ့ဒါတော့ဘယ်နိုင်ငံမှကျွန်တော်မှ chain of command joint chain of command တခုထက်မှမရောက်ပဲနဲ့အခုက chain of command ကတထောက်ကျော်စီတယ်အဲ့လိုနဲ့ကျွန်တော်ဘလုံးနဲ့တော်လှန်ကိုဆက်သွားလို့ရမယ်ဒါလည်းတော်လှန်ကြီးကိုတကက်ဟိုတိတိယောက်ယောက်ဖြစ်စေချင်တဲ့လူတိုက်ကတော့စစ်စားကြမှာကျွန်တော်တယောက်ထက်မှမဟုတ်ပါဘူးเนาะသူတို့ကောင်းဆောင်တိုက်ဆိုင်မှာဒါရှိမှာပေါ့ ဆိုတော့အဲ့ဒါအားလုံးကိုကျွန်တော် one chain of command မဟုတ် joint chain of command မှာရောက်လာဖို့ကတော့ကျွန်တော်မှာတပ်ပေါင်းစုလို့ရတယ်။တပ်ပေါင်းစုကလည်းဥမာမြန်မာ cooperation treaty လို့ပေါ့ treaty တစ်ခုကိုကျွန်တော်လည်းမှာထိုးရပါလိမ့်မယ်။အရာဒီကနော်မရှိပဲနဲ့ကျွန်တော်တို့ဟာဒေါ်လာရဘလို့နဲ့မှဆက်သွားလို့ရမှာမဟုတ်ဘူးပြီးတော့ဒီဒေါ်လာကြီးကအဖွဲ့အစည်းတစ်ခုထက်နဲ့အောင်မြင်နိုင်မဲ့ဒေါ်လာကြီးမဟုတ်ဘူး energy တစ်ခုထက်နဲ့အောင်မြင်မှာမဟုတ်ဘူးနော်ဒီဖက်ကလက်နက်ကအဖွဲ့အစည်းတစ်ခုထက်နဲ့အောင်မြင်မှာမဟုတ်ဘူး အကိုလို့တပ်ပေါင်းစုနဲ့ strategic ကြကြနဲ့တော့လုံးမှဒါစီအနိုင်တိုက်ကဖြစ်လာမှာဖြစ်တယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့ဘာပဲပြောပြောဘာပဲပြောပြော resource မရှိပဲနဲ့ဒီအခုနကျွန်တော်ပြောတဲ့စီအနိုင်တိုက်ရေးတို့အနော်တာပေါ့စ်ပီပိုလာရေးတို့ဖွဲ့စည်းပုံအသည့်ရေးဆွဲရေးတို့အခုန United State of Myanmar ဖြစ်ပေါ်လာရေးတို့ကဒါကတော့နော်ဒီဖက်က resource ရရှိမှာပဲအခြေခံတယ်ဆိုတော့ကျွန်တော်အ ਨੇ ဆို air defense တို့ရရရှိနိုင်ဖို့ရည်ရှိတယ် အနက်ဆုံးဆုံးတော့မှာတကယ်ကိုကနော်စီအနိုင်တိုင်းဆိုတာဒီလက်နဲ့တေးသေးလေးနေနဲ့ကိုတခါသွားလိုက်အလူငွေမရှိတော့တာနဲ့ပြန်ဆုပ်လိုက် ပြန်သွားလိုက်အခုနလိုမြို့တေးသေးလေးဒီတခုတတိုင်းလိုက်ပြန်ယူလိုက်ဒါကတော့မဟာပြောင်းမရှိတော့ဘူးကျွန်တော်ကအကြီးကြီးကိုစစ်စားပါလိမ့်မယ်နော် air defense အစစ်ကိုကျွန်တော်စစ်စားပါလိမ့်မယ်အဲ့ဒါဒီရနိုင်ဖို့ကခုန entity မဖွဲ့ပဲနဲ့ဘလို့နဲ့မှကိုကနော် liquid entity တခုမရှိပဲနဲ့ဒီအမေရိကအစိုးရတို့လို့ regulate လုပ်နိုင်တဲ့တရားဝင်အဖွဲ့အစည်းကျွန်တော်မှာမရှိပဲနဲ့ resource ကရလဲပေါ်တော့အလားလားမရှိဘူးပေါ့ကြောင်ပေးခင်အတွင်းမှာကိုဒီစစ်လက်ကလုပ်ပေးမဲ့ရွေးကောက်ပွဲရှိလာတော့မယ်ကျွန်တော်တို့အဲ့ရွေးကောက်ပွဲကနေတစ်ဆင့်ဥမာအစိုးရအသက်တွေပါဖြစ်လာမယ်ဆိုရင်လည်းသူတို့ရဲ့ legitimacy ပေါ့ဗျာဟိုတရားဝင်ရွေးကောက်ပွဲကနေတရားဝင်အစိုးရဆိုတဲ့ပုံစံမျိုးတွေဟိုပြလို့ရမယ်ဆိုတဲ့ပုံသက်ချက်တွေလည်းရှိနေကြတယ်ဆိုတော့ကျွန်တော်အဲ့ဒါနဲ့ပြရောဒီဒီတော်လိုင်းအင်အားစုတွေဘက်ကနေပြီးတော့ကျွန်တော် ဒီဟာကြကြတုံ့ပြန်သွားဖို့လိုတယ်ဒေါက်တာဆက်ဆာအနေနဲ့ရောအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားထားတာရှိတာဟုတ်ကဲ့ဒီအာအတူရောရွေးကောက်ပွဲလုံးမဲ့ကိစ္စနဲ့ပတ်သက်ပြီးမှနိုင်ငံတကာမှာလည်းဒါနောက်ကျွန်တော်တွေးတဲ့နိုင်ငံတိုက်လို့လူမှာမီခရိုတူတို့မိကြတယ်ဆိုတော့ကျွန်တော်အနေနဲ့ကပီတုစာတခါယူပွဲကိုအများဆုံးကျွန်တော်ဟာဖော်ဆောင်ဖို့လိုတယ်အဲ့ဒါအတွက်ကိုလည်းကျွန်တော် အအခုတက်ဆိုင်ရာအဖွဲ့အစည်းတွေတော်တော်များများနဲ့ကျွန်တော်တို့စကားပြောပြတာဖြစ်တယ်အဥမာအီရန်နိုင်ငံမှာအခုနောက်လိုမျိုးပေါ့နော်သူတို့အတွေ့အရယူကောက်ဖွဲ့ကိုလုပ်တဲ့အခါမှာအဲ့ဒီမှာ သူတို့ digital platform ကိုတုံးပြီးမှသူတို့ဒီအတွေ့အရယူကောက်ဖွဲ့နဲ့သူတို့လုပ်ခဲ့တဲ့ဥစ္စာမှာအာ online referendum တွေလုပ်တာကိုကျွန်တော်တွေ့ရတယ်အဲ့ဒါဒီကိုလည်းတက်ဆိုင်ရာအဖွဲ့အစည်းနဲ့ကျွန်တော်ဆွေးနွေးခဲ့တယ်သူတို့နဲ့လည်းကျွန်တော်ချိတ်ဆက်ခဲ့တယ်ကျွန်တော်ထုံနေတူပဲအခုကမိခုတ်ခုနှစ်ခုကိုကျွန်တော်က ပြီတူကိုမိမှဖြစ်တယ် အဲ့ဒါမှလည်း B2L2 အာလောက်ကလည်းကျေယူပြီးပြီမှာ B2D ရဲ့စာတကိုကျွန်တော်ကိုပေးကြပါအဲ့ဒါအင်မတန်မှအရေးကြီးတယ်နံပါတ်1 2025ရွေးကောက်ပွဲဒီစစ်ကောက်စီကလို့တော့ရွေးကောက်ပွဲဟာအာနော် legitimate တရားဝင်တလားမတရားဘူးလားဆိုတာမိခေါ်ပေါ့ yes or no အဲ့ဒါပဲဖြေရမှာဒါနံပါတ်1မိခွန်းနံပါတ်2ကတော့ဒါဆိုရင်2025 စစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲတွေစစ်ကောင်မစီလုံးမဲ့ရွေးကောက်ပွဲတွေ free and fair ဟုတ်လားမဟုတ်ဘူးလားအဲ့ဒါ yes or no မိခွန်ပဲဆိုတော့ကျွန်တော်တိထနာကတော့ b2 တွေကိုကျွန်တော်ဟာတတားပဲဖြစ်ဖြစ်နှစ်တားပဲဖြစ်မိခွတ်ပေါ်လာမှာဟုတ်ပြီအဲ့ဒီမိခွတ်ကိုဖိတဲ့အခါမှာတော့မတရားဘူး free and fair ဖြစ်ဘူးလို့ဖြစ်တဲ့ data ကိုကျွန်တော်လိုချင်တယ်ဒီကိမှာ data မရှိပဲနဲ့ဘာတစ်ခုမှလုပ်လို့ရတာမဟုတ်တော့အဲ့ဒီ data ကိုကျွန်တော်နိုင်ငံတကာကိုချပြရတော့ ဆိုတော့ပြောချင်တာကတော့ကျွန်တော်ဘီတူလူ2တသားလောက်ကိုမိခွင့်မိတယ်2025ရွေးကောက်ပွဲအစီကောက်စီလို့တော့ရွေးကောက်ပွဲဒီ free and fair home ho ဆိုတော့95ရာခိုင်နှုတ်က free and fair မဟုတ်ကြောင့်ဖြစ်တယ်ဆိုတဲ့ data ကကျွန်တော်မှရှိဖို့လိုလဲဆိုတော့အဲ့ဒါအတွက်ကိုဘီတူလူကိုကိုကြီးတောင်းချင်တယ်ဒါနပတ်နေပေါ့နပတ်တို့မိခွင့်ကဒါဆိုရော2020ရွေးကောက်ပွဲ NLD လက်ထက်ကလို့တော့ရွေးကောက်ပွဲဟာ legitimate ဟုတ်တလားเนาะဒါဒီတရားဝီဖြစ်တလား yes or no ဒါပဲဆိုတော့ကျွန်တော်တိထတာ p2 တရားဒါဟုတ်ပြီဒါတော့2020ရွေးကောက်ပွဲတွေ legitimate ဖြစ်တယ်ဆိုတာဖြစ်နာတယ်ကျွန်တော်တိတယ်အဲ့ဒီကိုကိုကျွန်တော် data ကိုဆွဲပြီးမှနိုင်ငံတကာအားလုံးကိုကျွန်တော်ချပြမှာဖြစ်တယ်။နံပါတ်၄မိခွန်အရေးကြီးဆုံး။ဒါဆို2020ရွေးကောက်ပွဲ NLD လက်ထက်ကလို့ရွေးကောက်ပွဲဟာ free and fair ဟုတ်တယ်လားမဟုတ်ဘူးလား။တပည့်ဆိုမိအောင်လိုက်ကအာနာတိတ်တဲ့အခါမှာ အဲ့ဒီ2020ရွေးကောက်ပွဲဟာမတမာဘူးလို့ပြောလို့အနာသိတာဖြစ်တယ်။အဲ့ဒါကိုချေဖြတ်ဖို့ရအတွက်အဲ့ဒီမိခုတ်ကရည်ကြည့်တယ်။ဆိုတော့ကျွန်တော်တိထတာကတော့ PDT ဟာဟုတ်ပြီ2020ရွေးကောက်ပွဲဒီ free and fair ဖြစ်တယ်ဆိုတာဖြစ်မယ်ဆိုတာဆိုတည်တယ်။ဒါပေမဲ့ data လို့နေတယ်။ဆိုတော့ကျွန်တော် highlight ကဘယ်လိုလာမလဲဆိုဟုတ်ပြီ2020ရွေးကောက်ပွဲဒီ free and fair ဖြစ်ကြောင်း95ရာခိုင်နှုန်းတော့ PDT ဖြစ်တယ်ဆိုတာကနိုင်ငံတကာကကြားကိုကြားဖို့ရည်ကြည့်တယ်။ကဲ number 6နဲ့9 ်နော်အဲ့ဒါအကြီးဆုံးနံပါတ်6ခုလေးကိုတော့ခေါ်လိုက်မယ်ဒါဆိုရင်ဒုက္ခတဲ့တဲ့အတုတစ်ဖြည့်ဥမာဒီဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ကျွန်တော်ဒုက္ခတဲ့ရီပီတူတွေထိုင်းနိုင်ငံမှာရှိတဲ့ဒုက္ခတဲ့ရီပီတူတွေမလေးရှားနဲ့အိန္ဒိယတို့မှာရှိနေတဲ့ဒုက္ခတဲ့ပီတူတွေအဓိကပေါ့ပြီးမဒီစီဘေးချော်တွေပေါ့ဒါဆိုရင်တော့အဲ့ဒါအကြီးဆုံးကခင်ဗျားတို့မှာမြန်မာနိုင်ငံမှာစီအာနာစီဆက်လက်စီတာနေပြီးအေးပြမလားဆိုတဲ့မိခွန်းအရေးအကြီးတယ် သူတို့ကဖြီးရမှာဖြီးလာမှာတိတ်ချတယ်မြန်မာပြည်မှာစစ်အာဏာရှင်ရှိနေပြီတော့ကျွန်တော်တို့အိမ်မပြောင်းဘူးဆိုတာဖြီးလာမှာပြကျွန်တော်တိတယ်ဆိုတော့စစ်ဆန်ချက်အဲ့ဒီမိခုဘလောက်ရေးကြည့်တယ်ဥမာဘင်္ဂလားဒေ့ရှ်မှာစစ်တရဟူဂျန်ကိုမှောင်မာတွေလည်းဖြီးမယ်ထိုင်းမှာလည်းဖြီးမယ်မလေးရှားမှာလည်းဖြီးမယ်အိန္ဒိယမှာလည်းဖြီးမယ်ကဲကျွန်တော်ပြည်သူတွေတသားကျော်ကိုမိခုမိတာတသားကျော်ထဲမှာ69ရာခိုင်နှုန်းနီးပါးကမြန်မာပြည်မှာရှိအာဏာရှင်ရှိနေစီတော့အေးပြာမှာမဟုတ်ဘူးလို့ဖြစ်ထားတယ်ဆိုတဲ့ data လောက်အရေးကြီးတာကရှိမှာမဟုတ်ဘူးအဲ့ဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ထိုင်းနိုင်ငံအတွက်အိန္ဒိယနိုင်ငံအတွက်နိုင်ငံတကာအတွက် policy တော့ထွက်လာနိုင်မဲ့ data ဖြစ်တယ်ကဲနောက်ပါ6ခုနေမိကောအဲ့ဒါပါလဲဆိုရင်ဒါဆိုရင်မြန်မာပြည်မှာနော်မြန်မာပြည်မှာ Federal Democracy အစိုးရရှိပြီးမှခင်ဗျားတို့အေပြာကြီးကိုလိုချွေးအာမခံတယ်လွန်လာကြီးကိုအာမခံတယ် citizen ကိုအာမခံတယ် ဖက်ဒရယ်ဒီမိုကရေစီအစိုးရစီလိုက်အပြာမလားဆိုတဲ့မိခုတ်ဖြစ်တာဒါဆိုရင်တော့ဟုတ်ပြီဘင်္ဂလားဒေ့ရှ်မှာစီလက်ကျွန်တော်ပြည်သူတွေရောထိုင်းမှာရောမလေးရှားမှာဒီနိုင်ငံအင်းနီနာရှိတဲ့အတိုင်းမှာဖြစ်လာမှာကဟုတ်ပြီဘတူကအင်မပြာချီတဲ့လူရှိမလားဖက်ဒရယ်ဒီမိုကရေစီအစိုးရတာဖြစ်လာပြီးမှဖက်ဒရယ်နိုင်ငံတော်ဖြစ်လာပြီးမှလွတ်လာသောနိုင်ငံဖြစ်လာတယ်ဆိုပြီးတော့အကုန်လုံးအပြာချင်းနေဆိုတဲ့ data ကထွက်လာတဲ့အခါမှာကျွန်တို့က data အားလုံးကိုစုဆောင်ပြီးမှအဲ့ဒါကိုကျွန်တို့က brief paper ထွက်မယ် policy paper ထွက်မယ်အဲ့ဒါကိုလွှတ်တော်တိုင်းနဲ့နိုင်အစိုးရတိုင်းမှာအခုနကျွန်တော်ပြောတဲ့ entity တို့ခုအောက်မှာ advocacy entity အောက်မှာအဲ့ဒါတော့မှဖြစ်တယ်เนาะအဲ့ဒါကိုအဲ့လိုနဲ့ကျွန်တော်က B2 ကိုကျွန်တော်တို့ referendum ပို့စာလုံး B2 ရဲ့စာတကိုမကြခင်မှာကျွန်တော်ဟာခါယူမှာဖြစ်တယ်အဲ့ဒီဥစ္စာအတွက်ကိုလည်းကျွန်တော်အခုဆိုတော့ app ကို develop လုပ်ထားတယ် mobile phone နဲ့ download လုပ်လို့ရမယ် website ကနေလည်းလုပ်ရမယ်တချို့နေရာမှာဆို hard လုပ်လို့ရမယ်ဆိုတော့ကျေကျေပြပြမှာ ဒီလာမဲ့ဒီသူတို့လုံးမဲ့နေမတိုက်ခီမှာအဲ့ဒါထွက်လာတဲ့အချိန်မှာပီတူဒီဘယ်နေရာကားပဲဖြစ်ဖြစ်ဘယ်ကားပဲဖြစ်ဖြစ်ဖြစ်တဲ့လူများလေလေနိုင်ငံတကာမှာကျွန်တော်အဲ့ဒါကိုလွှတ်တော်တိုင်းနဲ့အစိုးရတိုင်းမှာဒီစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကို delegitimate လုပ်ရမယ် disqualify လုပ်ရမယ် discredit လုပ်ရမယ်အခါမှာကျွန်တော်ဟာအဲ့ဒီ data ကအမတားမရရှိတဲ့အတွက်ကြောင့် ကျွန်တို့ကိုအဲ့ဒါကိုကုငီပေးစီချင်တယ်အဲ့လိုမလုပ်ဘဲနဲ့လက်ပိုက်ကြည့်နေရတော့တရုတ်ကသူတို့လက်ခံထားတယ်တဖက်ကဆိုရင်ရုရှားကလက်ခံထားတယ်ဘယ်လာရုစ်လိုနိုင်ငံတွေကသူကိုထောက်ခံထားတဲ့စခါမှာတချို့နိုင်ငံတွေဟာလည်းအဲ့လို data နဲ့ B2L သူ့ရဲ့အတာ data နဲ့မရှိတော့เนาะသူကအခုနလိုပေါ့ free pass ရနိုင်မယ့်အနေထားလည်းရှိတယ်အဲ့လိုမဖြစ်ရလေအောင်အဲ့ဒီ app နဲ့အဲ့ဒီ နော် website ထွက်လာတဲ့အခြေတဲ့တစ်ခက်နဲ့ပီတူတွေလည်းအဲ့မှာ map ပေးပါဝင်ပေးချပါလို့ပီတူတွေအားလုံးကိုလည်း